လာပါဘုရားရှင်နာမတော်ကိုရှေးဥစွာကြည်မွန်ပါတယ်အဲကျွန်တော်နေနဲ့ဒီနေ့မှာဘုရားရှင်ယေရှုတော်ကြောင့်နည်းဟိုပါတို့အာကျွန်တော်ဟုံးဆဲမိသားစုစစ်စစ်ကြီးဟုံးဆဲမိသားစုမှာကျွန်တော်တပံပြန်ပြီးတော့အာနှုတ်ကပတော်ကိုအာခံယူဖို့အချိန်တိုင်းလေးကိုကျွန်တော်ရရှိတာဖြစ်ပါတယ်လို့အချိန်တိုင်းလေးခဏအာအချိန်ကြုံလေးအချိန်တွင်းမှာကျွန်တော်ဘုရားရှင်နှုတ်ကပတော်ဘုရားရှင်ပြောတဲ့အရာကိုကျွန်တော်ခွန်အားယူဖို့ရောက်စီတဲ့ကိုလေးစားဆိုဖိတ်ခေါ်ပါတယ် အဲဒါကြောင့်မလို့ကျွန်တော်အနေနဲ့အစပြုလေးခဏဆူတောင်းပြရစေလို့ကောင်းမြတ်တော်ဖရာရှင်ကိုလိုဟာတာသမီတွေအဖဖြစ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်မှာကိုလိုစကားပြောလေတာသမီဝိညာဉ်တော်တုံတင်လမ်းပြပြီးတော့မှာအဖဖြစ်တော်မှာအဲဒါကြောင့်နှုတ်ကပတ်တော်ကိုလိုလေတော့အနန္တကပ်ပြီးတော့စပြုတဲ့အခါမှာကယ်တမန်ယေရှုမြတ်နာမနဲ့ဆူတောင်းစပြုအနန္တပါ၏အာမင်အာမင်အဲဒီနေ့ကျွန်တော်ဒီ a slave of god ဆိုတဲ့ဖရာရဲ့ဂျွန်းလို့ဆိုပြီးကျွန်တော်အနေနဲ့နေရာလေးနဲ့ကျွန်တော် နှုတ်ကပတ်တော်မှာကျွန်တော်တို့ဒီတင် जा ခံယူဖို့ຢ່າလေးကျွန်တော်တို့အာပြုမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဆုံးအောင်ဆရာရွာရဲ့တသက်ခံသွားတယ်ခွန်အားပေးသွားတယ်အတိုင်းပဲဒီနေ့အာဆာလန်ချန်29နှစ်ကိုမယူရဆောက်အာဘုရားရဲ့နှုတ်ကပတ်တော်ကတန်ရှင်းသောဝိညာဉ်တော်နဲ့မှုတ်သွင်းထားတယ်ဆိုတဲ့အခါမှာယုံကြည်သူတွေတလုံးတဝရတဲ့နော် ဆုတ်ဆူယုံလိုက်တဲ့အခါမှာဘုရားရဲ့စကားတော်ကတထက်သေးတော်တော်စကားပြောတယ်ဆိုတော့ဒါကြောင့်မလို့ဒီကျမ်းစာ28ခုမြောက်သောစာလင်ကျအပိုင်းငယ်9ကိုကျွန်တော်အခုဆရာရွာရဲ့ဖះဖွင့်ပြပေးတဲ့အရာကိုကျွန်တော်ကောက်ထည့်လိုက်ပြီးတော့ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းစာလေးနဲ့တထက်သေးဖြစ်သွားတာဆိုတော့ကျွန်တော်ထည့်ထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အဲ28ခုမြောက်သောစာလင်ကျအပိုင်းငယ်9ကိုအဲကျွန်တော်နေအရင်ရှင်းဦးဆိုတော့ဖတ်ဖတ်ဖတ်ရလို့ပါလေလို့ဆိုတော့ ဇာကအင်္ဂလိပ်လိုလေးအဆင်ပြေလို့ရှိရင် Sam 279ကိုကျွန်တော်ဖတ်ပြပေးဖို့လုံမှာဖိတ်ခေါ်လိုပါတယ်လို့ဟုတ်ကဲ့ဆိုတော့ဆာလံ29ဆိုတော့ကျွန်တော်ဗမာလိုဖတ်ပြရပါစီလို့ခွန်အားရတဲ့ကြားမိုက်ဖြစ်ပါတယ်မှန်တယ်ကေတော့29ခုမြောက်ဆိုဆာလံကြားအပိုင်းငယ်9ဆိုတဲ့အခါကျတော့ အချို့တို့ကိုမျက်နာလွှဲတော်မူမူပါနဲ့အမျက်ထွက်၍ကိုတော်ဤကျုံကိုပယ်တော်မူမူပါနဲ့အချို့တို့ကိုကဲ့တင်တော်မူသောဖရာကိုတော်သည်အချို့တို့ကိုမာဇာတော်မူဘူးသည်ဖြစ်၍အချို့တို့ကိုစွန့်ပြစ်တော်မူမူပါနဲ့အာမင်အာမင်ဆာမ27 verse 9 Do not hide your face from me do not turn your servant away in anger you have been my helper will not reject me or forsake me, God my Savior. Amen. ဆိုတော့ဆရာပြောရဲဆိုဖတ်လိုက်တဲ့အခါမှာကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ဖခင်ရဲ့ကြွန်ကျွန်တော်စကားပြောစကားကြားလိုက်ရဗမာစကားလို့တုံးပြထားတာအင်္ဂလိပ်မှာလည်း slave ပေါ့နော် slave ဆိုလို့ပြောလိုက်လို့ရှင်ဟာဘလို့ကြီးလဲပေါ့နော်ကျွန်တော်နားစိမ့်တယ်လို့ပြောလို့ရမှာပေါ့ကြွန်ဆိုတဲ့သဘောကဘလူးကဖြစ်ချင်းကြတာမဟုတ်ဘူးကြွန်ဆိုတဲ့သဘောကသူများရဲ့အောက်ကိုနှိမ့်ကြတာ ဆိုတော့ဒါပြီးနဲ့ကျန်းစာထဲမှာဤသေးသလားလူမျိုးကကြုံခံခဲ့ရတာတာဆနဦးရောရာကုတ်ရဲ့ရာကုတ်ကိုဤသေးလားဆိုပြီးနာမည်ပြောင်းလိုက်တဲ့ခါမှာတာဆနဦးထဲမှာရောတက်ကိုလည်းအဲကုတ်ကိုရောင်းလိုက်တာသူ့ကိုယ်တည်းရောင်းလိုက်တာကြုံဖြစ်ဆိုတော့ကြုံဆိုတဲ့အတိတ်ပဲကတဲ့ဒီဖျားရဲ့အတိတ်ပဲဖွင့်ထားတဲ့အရာကတော့ relation with god amen အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကြုံလို့ဆိုတော့ကျွန်တော်တို့လည်းကြုံအချိန်ကိုတော့ကျွန်တော်မမီခဲ့ဘူးဘူးဒါပေမဲ့နည်း Caesar Augusta first century ပေါ့နော်ပထမရာစုပထမရာစုဆိုလို့ရှိရင်ကျွန်တော်တို့အဲတခင်ခစ်တော်ကြွလာပြီးတော့ AD 30ကနေ AD 100လောက်တည်း first century နဲ့ second century မှာနော်နှစ်100လောက်နှစ်200လောက်အတွင်းမှာဒီကြုံဘဝဆိုတာက ကျွန်တော်တို့ကြားဖို့တဲ့အတိုင်းမျက်ဝါးထင်ထင်တကယ်ဖြစ်ခဲ့တာ ဆိုတော့ဒါတွေကလည်းစမ်းစာကနေမျိုးမှရှိလာတဲ့အတွက်ကြောင့်ကျုံဆိုတာဖြစ်ခဲ့ရတယ်။ဆိုတော့ကျုံနေကိုဆိုလို့ရှိရင်အဲ့ဒီအချိန်တော့ဘယ်လိုပြောလဲဆိုလို့ချင်း human tools ကျုံကိုလူတွေရဲ့အတုံးအဆောင်လို့ဆိုပြီးတော့အသုံးပြုတယ်။ဒီကျုံနေကိုဒီအမေရိကကကျုံနေဒီဒီအာအရောင်းဝယ်လုပ်တယ်။နောက်ပြီးတော့အာဖရိကကကျုံနေအရောင်းဝယ်လုပ်တယ်။ကျုံနေကိုအယုတ်တစ်ခုလို့ရောင်းစားတယ်။ဒါတော့မှသူကစိုက်နဲ့ရောင်းစားတယ်။ အရက်ရှည်တဲ့ဂျုံနေဆိုလို့ရှိရင်ဈေးကောင်းကောင်းရမယ်အမျိုးသမီးတွေကြားလို့ရှိရင်တော့ဆော့ဖြော်ပြတဲ့နေရာမှာရောင်းတာရှိတယ်ယောက်ျားတွေတဲ့အမျိုးသားတွေတဲ့အမျိုးသမီးတွေကဈေးအားလည်းနေတာသူတို့အလုတ်တလောက်အများကြီးမရအောင်ဆိုလိုတဲ့သဘောကယောက်ျားတွေဆိုလို့ရှိရင်တော့ဂျုံဒီယောက်ျားတွေကို mining နေမှာအသုံးပြုတယ် စစ်တီအအမျိုးမျိုးအသုံးပြတာပေါ့နော် farming နေ farmer တွေလည်းအသုံးပြတယ်အလုပ်တွေအများကြီးရတယ်ဆိုတော့ဒီ kick ကာလာတုန်းက first century second century မှာတမန်တော်ရှင်ပေါ်လူအဲကျွန်တော်တို့ရဲ့ဆရာကြီးပဲနော်တမန်တော်ရှင်ပေါ်လူရဲ့အေးဝင်ကလေးလုံနေတဲ့အချိန်ကာလမှာအဲ့ဒီကြုံဘဝကြီးကိုသူဖြတ်တန်းဒါကြောင့်မလို့ဓမ္မသစ်ရောက်လာတဲ့အခါမှာလဲသူကနေမှာသူ့ကိုယ်သူကြုံလို့ဆိုပြီးပြောတယ်ဟာငါကားတဲ့ဖျားရဲ့ကြုံနဲ့ပြီးလို့ရှိရင်နဲ့ ကောရိန္ဓုဩရစာအခန်းကြီးပထမဆောင်ကောရိန္ဓုဩရစာပထမဆောင်အခန်းကြီး9ငယ်16မှာကောရိန္ဓုအသင်းတော်ကိုသူရေးပြီးပြောတဲ့အခါမှာလဲတဲ့ငါသည်တဲ့ဘယ်သူ í ဂျုံမဖြစ်တော်လဲတဲ့ငါကားတဲ့သူရဲ့ဂျုံလည်းမဟုတ်ပါဘူးတဲ့ဘလူရဲ့ဂျုံလည်းမဟုတ်ပါဘူးဒါပေနဲ့တဲ့လူတကာလို့ကိုရစေခြင်းအလို့ငါတဲ့ဂျူးကိုလည်းတွေ့ရင်းတဲ့ဂျူးကိုရစေဖို့လို့ငါပညာမဲတဲ့လူကိုတွေ့လို့ရှင်လည်းပညာမဲတဲ့လူကိုရစေဖို့ဖဲရိုက်တဲ့လူကိုလည်းဖဲရိုက်တဲ့လူတွေ့လို့ရှင်ရစေဖို့လို့ငါအမျိုးမျိုး လူတွေကိုတွေ့တဲ့ခါမှာအဲ့ဒီလူတွေတွေ့ကြုံခံရတယ်ကြုံဖြစ်တယ်တဲ့ကဲကြည့်နော်သူ့ရဲ့ခန္ဓာကို तू ကအဲ့လိုကြုံအဖြစ်ပေးတယ်ဆိုတော့ကောရိန်တူမှာကျွန်တော်ပြန်တွေ့ရတယ်ဒါကြောင့်မလို့ဒီနေ့ဓမ္မသစ်ရောက်လာတဲ့တမန်တော်ရှင်ဘောလူကြီးခေတ်ကာလမှာတမန်တော်ရှင်ဘောလူကအဲတခင်ခစ်တော်ထားမြောက်ပြီးတဲ့အခါထားမမြောက်ခင်လေးမှာ तू မှီလိုက်တယ်ဆိုတော့ဒီအချိန်အတွင်းမှာ तू အများကြီးဒီကြုံဘဝကိုဖြတ်သန်းခဲ့ရယောမမယောမဧကရစ်ဒီယောမမင်းနေ ကြီးဆိုးနေတဲ့အချိန်မှာဒါကြုံကုံရောင်းကုံဝင်လုတ်တဲ့ကံအချိန်ပဲအဲ့ဒီကြုံလေးတည်းမှာဂျူးတွေလည်းပါတယ်ဂျူးကြုံလေးလည်းပါတယ်ဒါမင်းကဂျူးကတော့တစ်ချက်ထူကြတာသူတို့ဂျူးလူမျိုးတွေကနေမှဂျူးလူမျိုးကိုထပ်ပြီးကြုံအဖြစ်ပြန်ဝယ်လို့မရအောင်ပြန်ခိုင်းစားလို့မရအောင်အဲအဲ့လိုမျိုးဂျူးကတော့သူတို့ရဲ့ပညာရှိတယ်ဒါမင်းကယောမတွေကအဲ့တုန်းကကြီးဆိုးနေချိန်မှာယောမတွေကဂျူးတွေကိုလည်းရောင်းဝယ်ပြီးတော့ဂျူးတွေကိုလည်းရောင်းစားတာပြီးဒီဘက်လူမျိုးတွေကိုလည်းရောင်းစားတာအဲ့ခါကျတော့ ဂျူးတွေကပြန်တော်လန်းတယ်တဲ့ယောမတွေကအဲ့ဆိုအဲ့ဒီအချိန်တုန်းကဒါကြောင့်မလို့ကျွန်တော်တို့ဂလာတိအသင်းတော်မှာဆိုလို့ရှိရင်ဒီနေ့ယောမလူမျိုးဂျူးလူမျိုးပြုလို့ရှိရင်ဂျုံအမျိုးကျွန်တော်တို့တိပြတဲ့ဖိလမုံတထဲကြီးဖိလမုံစီရနေပြီးမှအဲဒီအလုတ်အအလုတ်ပိုင်းကဏ္ဍမှာเนาะဂျုံလို့ပြောလို့ရမှာပေါ့ဒီနေ့အဂျုံလေးဖြစ်တဲ့သူထွက်ပြေးသွားတယ်ဒီငွေကြီးကြီးနဲ့ပတ်သက်ပြီးထွက်ပြေးသွားတဲ့ခါမှာတမန်တော်ကြီးရှင်ဘောလူဟာတဲ့ သူ့အတွက်ကိုစားသူတောင်းပန်ပေးတယ်ဆိုတော့ကျွန်တော်ဒါလေးကိုအကြိုဆုံးပြောချင်တယ်ဆိုလို့ချင်းဂျုံဆိုတဲ့အရာကနားစိမ့်တော်ညာလေဖျားနဲ့အဆက်အဆက်ရှိတယ်ဆိုတော့ကိုကျမ်းစာကပြောနေတာဖြစ်ပါတယ်ဒါကြောင့်မို့အာဂလာတိအခန်းကြီးဂလာတိအခန်းကြီး၄ငယ်တက်ကနေခုနှစ်ကိုကျွန်တော်ဖတ်ရလို့ပါတယ်ဆိုတော့ကျုံလို့ပြောလိုက်ခါမှတော့နားကြရတာခက်ပါတယ်တိုးတော်လေဖျားကဒီကျုံ တဘောကိုဖះကဘာကြောင့်ပြောရတာလဲဘာကြောင့်အတိတ်ပဲရှိရှိထားရတာလဲဆိုလို့ရှိရင်ဂလာတိမှာအဲကျွန်တော်အနေနဲ့ဖတ်ယူလိုပါတယ်ပြည်စရာရွာရဲ့အင်္ဂလိပ်လိုကျွန်တော်ဖတ်ယူပေးဖို့ဖိတ်ခေါ်ပါတယ်ဂလာတိအခန်းကြီး၄မှာဂလာတိအခန်းကြီး၄ငယ်၁ကနေ9ဆိုတော့တဖန်တုံးနဲ့အမွေခံမိဒီကားတဲ့ဥစ္စာရှိသမျှကိုပိုင်ထိုက်တော်သူဖြစ်တော်လဲအရွယ်မရောက်မီကာလပတ်လုံးအစီအပါကြုံနှစ်တူဤတဲ့ အဘစီရင်နှစ်တော့အချိန်ကာလမရောက်မီတိုင်အောင်အဆောင်ထိန်အအုပ်ချုပ်တို့လက်နိုင်ရှိ၏ထုံဤတူငါတို့သည်အရွယ်မရောက်မီလောကီတရားလက်၌ကြုံခံရကြ၏အချိန်ကာလစိတ်သောအခါငါတို့သည်တားဤအခွင့်ရာကိုခံရမည်အကြောင်းပညာပညာတရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းကမိမဝဲ၌ပရိသတ်၏ယူ၍ပညာတရားအောက်၌ဖွားမြင်သောတားတော်ကိုဘုရားသခင်ဆီလိုတော်မူ၏ထို့သို့တင်တို့သည် တားဖြစ်သောကြောင့်အဘာဘာဟုခေါ်တတ်သောတားတော်ဤဝိညာဉ်တော်ကိုတင်တို့စိတ်နှလုံးထဲသို့ဘုရားသခင်စေလို့တော်မူ၏တို့ဖြစ်၍တင်တို့သည်နောက်တစ်ပတ်အစီအပါကြုံမဖြစ်တားပြင်ဖြစ်ကြ၏တားဖြစ်လျင်ခရစ်တော်အားဖြင့်ဘုရားသခင်အမွေခံလည်းဖြစ်၏အာမင်အာမင် elemental spiritual forces of the world. But when the sick time had fully come, God sent his son, one of a woman, born under the law, to redeem those under the law, that we might receive adoption to sonship. Because you are sons, God sends the spirit of his son into our hearts. The spirit will cause out above. Maha. So you are no longer a slave, but God's child, and since you are His child, God has made you also a heir. Amen. Amen. ဆိုတော့ဟိုးတော့ကတော့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းကျွန်ဘုရားကနေမှကျွန်လို့ဆိုတော့ထားခဲ့တယ်။ဒါပေမဲ့ဘုရားပြောတဲ့ကျွန်ရဲ့သဘောကဘုရားနဲ့အဆက်ဆက် fellowship relation with god ဆိုတဲ့အနေအထိပ်ပဲကိုရတယ်ဆိုတဲ့အခါကျတော့ဒီဂလာတိအခန်းကြီး၄ငယ်တိက9မှာလဲဆိုတော့အရွယ်မရောက်မီတော့တော့တဲ့ကျွန်အမျိုးမျိုးကျွန်တော်ခံရတယ်ကျွန်တော်လောကရဲ့ကျွန်အဲဆိုတော့ဆိုကြဘာသာတရားရဲ့ကျွန်လူပြည်လူတွေရဲ့ကျွန်ကျွန်တော်တို့ဟောခစ်တုံးမှာကျွန်ဘောရောက်ခဲ့တာမဟုတ်ဒီနေ့ဒီခစ်မှာရောမျက်မှောက်မှာရောကျွန်တော်တို့ကျွန်မရှိဘူးလားဆိုတော့ကျွန်ရှိတာပဲเนาะဘာဖြစ်လို့ဆိုတော့လူတွေလူတွေကိုကျွန်တော် အရင်တော့လိုလူကိုတန်ကျုံနဲ့တုတ်ပြီးတော့ရောင်းစားတဲ့ခစ်မဟုတ်တော့ဘူး။ဒါနဲ့ဒီနေ့ဒီခစ်ကတော့လူတွေကိုစီးပွားရေးနဲ့ခြုံနှောင်နဲ့ကျွန်းနော်ကာမဂုံနဲ့ခြုံနှောင်ထားတဲ့ကျွန်းဒီလူတွေကဒီနောက်ပြဆုံးကာမတက်မဲ့ချင်းနောက်ပြဆုံးမူရစီးပွားတက်မဲ့ချင်းဒီအရာရဲ့ကျွေးကျွန်းဖြစ်နေကြတယ်။ဟောဒီနေ့ဒီခစ်ကြီးဆိုလို့စီးပွားရေးနဲ့ဒီနေ့တနိုင်ငံနဲ့တနိုင်ငံပြန်ချင်ရဲ့ဆီမှာစီးပွားရေးအောက်မှာပြက်ပြက်ပြားနေတဲ့ကျွန်းတွေလည်းအများကြီးရှိတယ်။ ငွေနဲ့မှအရာရာကိုရင်ဆိုင်လို့ရတော့မယ်ဆိုပြီးတော့တတ်မှတ်ခံထားတဲ့လူတွေရှိတယ်ဟုတ်တယ်မလားဒီနေ့ကျွန်တော်တို့မြန်မာထွင်တွေ့နေရတဲ့ဟိုးရင်တော့ကတော့ physically နော်နော်ခန္ဓာနဲ့ကျွန်တော်ရောင်းစားခံရတဲ့ကြိုဒီနေ့ဒီခေတ်မှာတော့မမြင်ရဘူးစာရွက်စာတမ်းနဲ့ရောင်းစားခံရတာလေးလည်းရှိကောင်းရှိမယ်ဒီနေ့ဒီခေတ်မှာဝိညာဉ်ရေးရနယ်ပယ်မှာလည်းကျွန်တော်တို့မမြင်ရတော့အောင်ဒီနေ့လောကရဲ့မှောင်မှားရဲ့ မောင်မိုက်တကိုးစွမ်းအင်နေဆိုတော့ဘယ်နေရာမှမရှိသေးဘူးဒီစွမ်းအင်ဒီရဲ့ကြုံဖြစ်နေတဲ့အရာတွေရှိတယ်ဒါကြောင့်မို့တရားနှုရဲ့ကြုံတယ်ဒီနေ့ကျွန်တော်တို့ခရိယာကြီးအသက်တာထဲမှာလည်းဒီနေ့ဘာရဲ့ကြုံဖြစ်နေလဲကျွန်တော်တို့အရေးကြီးတယ်ဘာကြောင့်လို့ဆိုတော့ဒီနေ့ဖခင်ကသူ့ရဲ့ကြုံစစ်ကြုံအမှန်သူနဲ့ relation ဖြစ်တဲ့သူကိုယ်သားတွေသူ့ရဲ့သားသမီးဆိုတဲ့စောစောကနေကြုံကနေမှသားအရာကိုပေးတယ်တဲ့အရင်တော့ကကြုံကြုံဆိုတဲ့သဘောကလည်းသူကယဉ်ယဉ်နေနေစောစောကကျွန်တော် အဲပြောခဲ့တဲ့ကနဦးလေးမှာအရင်တော့ကဂျုံနေကိုရောင်းစားပြအဲ့ဒီဂျုံနေကနောက်ကျတော့ဘာတွေဖြစ်လာလဲဆိုတော့ဒီဂျုံနေရဲ့အသက်တာကဒီနေ့အဲ့ဒီ Caesar Augustus ရဲ့ခေအဲ့ဒီအဲ first century second century လောက်မှာ Caesar Augustus ကဒီ Roma Emperor မှာတကယ်ပဲအရေးပါအရာရောက်တဲ့သူကတဟေးချသူကလည်းတကယ်ဉာဏ်ပညာလေးနဲ့ထွန်းကားလာတဲ့အချိန်မှာဒီဂျုံလင်ကလည်းမရှိမဖြစ်လိုအပ်လာပြီဂျုံနေက trading တွေလုပ်နေတယ် ဂျုံတွေကကျေပြန့်လာပြီဂျုံတွေကတအားဟိုတိုးပွားလာတယ်ဟိုဂျုံကမရှိလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့ဒီနေ့ဒီခေတ်ကျွန်တော်တို့အတုံးဆောင်ဒီကားလို့သဘောမျိုးပေါ့ကားမရှိရင်အလုံးလုံးလို့မရတူလို့အဲ့ခေတ်တော့လေဂျုံကအိမ်တိုင်းမှာဂျုံရှိရတယ်ဆိုတော့ဂျုံတွေကနောက်ပိတ်ဆုံးကြလို့ဆိုတော့တကက်အင်ပါယာအင်ပါယာဆိုတော့တကက်အဲဒီဘယင်မျိုးတွေ 第一年嘛咯，涨时间的老了的，老百姓叫咯，二斤他二斤提九斤他九斤的，第二年呢，虽然有些点呢年老呀，哎，哎，人家那大的，派出所你都招人家嘞，没没呀老嘞，那多少说，老百姓说招人家比伢得的偏啦，招人家偏没有招人家偏偏难的，哎，老的偏难的，哎嘛，那哎，现在国家说叫咯，不偏老的说，偏大码的，你穿啥个大码？第二，他东西偏老些呢，脚安的落，哎，那不就穿啥的嘛嘞些的，可能你比大多数呢，这。 ုနှစ်နှစ်ခိုင်းထားပြီးရောလို့ရှင်ဒီဂျုံတွေကိုလွတ်ပေးရတော့မယ်လွတ်ပေးရတော့မယ်တစ်နှစ်တစ်နှစ်နဲ့အကန့်အသတ်နဲ့လွတ်ပေးရအောင်သူကနေမစီစဉ်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဂျုံတွေရဲ့အသက်တာကဘလို့ဖြစ်လာလဲဆိုပြီးပြောင်းလာတယ်ပြောင်းလာတယ်ဆိုတော့အရာမဲ့ကနေအရာရှိတွေဖြစ်လာတယ်တကယ်ပဲသူများရောင်းစားတဲ့လူတွေကနေဥမာအဲ့ဒီခေတ်တုန်းက free man ဖြစ်သွားတယ်စောစောလေးစောကျွန်းတက်တန်းကုံသွားလို့ free man ဖြစ်သွားတယ်အဲ့ဒီ free man ဖြစ်တဲ့လူကတော့မှကျွန်းဖြစ်နေတဲ့လူလောက်အရာမရောက်ဘူး ဆိုတော့ဂျုံဖြစ်နေတဲ့လူကစောစောလိုအာဒီဆိုတော့ empire ဧကရစ်တီရဲ့အဲဒီအဲ့ချိန်တော့တထေးတွေပဲဖြစ်မှာပေါ့မင်းမျိုးမင်းတွေရဲ့အိမ်မှာဂျုံဖြစ်နေတဲ့လူရတဲ့တရက်ကိုနတ်မှန်မှန်သုံးနှက်စားရတယ်တဲ့သူ့အတွက် education system လည်းအပြည့်လုပ်ပေးထားတယ်တဲ့သူ့အတွက်သွားရေးလာရေး uniform စားအစီအစဉ်ရှိတယ်ဒါနဲ့ free man ကမရှိဘူးစားလို့တော့နတ်မမှန်ဘူးဆိုတော့ဂျုံဖြစ်ခံခြင်းနာ ူတို့ကဂျုံပြတာပြောနေတယ်လို့ပြန်ပြစ်တာဂျုံပြစ်ချင်တာတချို့ကနေဆိုလို့ရှိရင်ကိုကိုကိုဂျုံနဲ့တတ်မှတ်ထားတဲ့အဆင့်ရောက်အောင်လို့ဂျုံအဖြစ်ခံလိုက်တယ်အဲအဲ့လိုမျိုးဂျုံဖြစ်ရတာကိုတို့ကနေမပြောဆိုတော့အဲ့ဒီခေတ်ကလည်းဂျုံခက်စားတယ်ပြောမှာတော့ဂျုံခက်စားလာဆိုတော့ဂျုံဆိုတာကတကယ်တမ်းနာမည်ဆိုးပေနဲ့အဲ့ဒီဂျုံဘွားကနေလွတ်မြောက်ပြီးတော့တကယ်ကဘာကြော်တွေဖြစ်သွားတဲ့လူတွေရှိတယ်အဲ့ဒီအချိန်ကြီးတော့နိုင်ငံကြော်သွားတဲ့လူတွေရှိတယ်တကယ်ပဲအောင်မြင်သွားတယ်ဆိုတော့ ကြုံဆိုတာမရှိမဖြစ်အဲ့အချိန်တော့ရှိခဲ့တယ်လို့ဒီနေ့ဒီခေတ်ကြီးမှာလည်းကြုံနေရှိတာပဲလောကရဲ့ကြုံနေပဲဘာသာတရားရဲ့ကြုံနေအများကြီးပဲနော်နော်အာစောစောလူစီးပွားရေးနဲ့မှစောစောနေမှလူအထက်စောစောလူမာမာနမာမာနဆိုရလဲဒါကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးနော်အဲ့ဒီမာမာန pride pride အောက်မှာပြက်ပြက်ဝုတ်နေရတဲ့ဂျွန်ဒါလည်းသူဂျွန်ပဲအဲသူကမတိမတိမသားလေးနဲ့ဂျွန်ဖြစ်နေတာနော်ဆိုတော့အဲ့ဒီတရားလူကနေမှသင်တို့လွတ်သွားအောင်တဲ့ဒီနေ့သခင်ခရစ်တော်ကတော့ကျွန်တော်တို့ကို ီကြုံဘဝကနေလွတ်မြောက်စေလိုက်တယ်အာမင်ကဲထုတ်လိုက်တယ်ကဲထုတ်လိုက်တယ်အပအပဆိုရင်တားအမွေခံဖြစ်သွားတယ်တဲ့အာမင်ဆိုတော့ကြုံကနေပြီးမှတားအမွေခံဖြစ်သွားတယ်ဘာကြောင့်ဖြစ်သွားလဲဆိုတော့တခင်ခစ်တော်ကလည်းသူကဘဝမမေ့ဘူးဘဝမမေ့ဘူးရှင်ရောခရင်ဂျာခန်းကြီးစတုံးငယ်စနစ်မှာဆိုလို့ရှိရင်တဲ့တခင်ခစ်တော်ကရှင်ရောခရင်ဂျာတော်တဲ့ထူးခြားတဲ့ကြမ်းပဲသူက I am ဆိုတာကိုကျွန်တော်တို့ကိုဖျားဖြစ်နေတယ်။ तू ကဖျားဖြစ်နေတယ်။မသဲမှာခုလူကာကတော့ तू က indirect ပြောထားတာ indirect ပြောထားသူမှာ parables သူမှာ example တွေသူမှာအများကြီးဟိုဖြစ်ရလေးတွေ ਨੇ ပြောပြနေတယ်ဆိုမင်းရှင်ယောဟန်ခရစ်ရင်ကြောက်တော့သူကဖျားသွားအမှန်ဖြစ်တယ်နော်ငါဖျားနဲ့တလုံးတော့ရရှိနေတယ်ဆိုတော့ direct ပြောထားတဲ့အတွက်ကြောင့်ဒီတဲမှာပြောလဲဆိုငါကခမီးတော်နဲ့အတူရှိနေရလို့ခမီးတော်ကိုငါ့ကိုမမြင်ရဖီးခမီးတော်ကိုမမြင်ရဘူးဆိုတော့အဲ့ဒီသူကတော့မာတဲ့အော်သူ့ရဲ့တပည့်တော်တွေကိုစေဦးစေချေးစေးပေးတယ်ဆိုတော့တော့သူကအစေခံ အစေခံကျတော့သူကိုယ်တိုင်ကအစေခံတဘောနဲ့ကျွန်တော်တို့ကိုကယ်နှုတ်တာဆိုတော့ဒီမှာကျွန်တော်ဒီကောက်နှုတ်ထားတာတွေကဒီ theology background ပေါ့နော် theology ဒီဖရာရဲ့အနေအတိတ်ဘဝဖွင့်ဆိုတဲ့အပိုင်းမှာဆိုတော့ကျွန်တော်တို့ redemption ဆိုတာကျွန်တော်ဒီလောကစကားတွေမှာတိတ်တုံးတာနေတယ်လေ office စကားတွေပဲပြီးစာရွက်စာတမ်းစကားတွေဟိုဒီကျွန်တော်တို့တည်င်းစကားတွေအဲဒီ journey တွေထဲမှာ ဒီ redemption ကိုဘာလို့တုံးတာနေတယ်ကျွန်တော်ကြမ်းကန်ကြမ်းပေနဲ့ပတ်သက်တဲ့အရာဒီမှာပဲ redemption ကိုဆုံးဝဆရာပြောတယ် faithfulness faith ဆိုတဲ့စကားလုံးကိုကျွန်တော်သတင်းစာထဲမှာတိတ်မတွေ့ရအောင်ဒီလိုစကားမျိုးတွေတိတ်မတော့ဘူးဆိုတော့ကြမ်းကန်ကြမ်းပေနဲ့ပတ်သက်တဲ့စာမျိုးတွေ redemption ဆိုတဲ့သဘောကဖျားနဲ့ပတ်သက်တဲ့ဖျားပြောတဲ့ divine words divine scripture တွေထဲမှာဆိုပြီး free from slave free from slave redemption ဆိုတော့ကျွန်တော်တို့ကိုရွေးနှုတ်ပလိုက် အာမင်ရွေးနှုတ်ပလိုက်တာဒီဆုံးကကြုံဘဝရောက်နေတယ်အခုလောကကြုံနေဖြစ်နေတဲ့သူတွေကနေဘုရားရွေးနှုတ်ပလိုက်တာဟာသူအပွေးတော်မြတ်နဲ့မတန်ရှင်းတဲ့ကနေတန်ရှင်းအောင်ရွေးနှုတ်ပလိုက် justification ကျွန်တော်အကုန်လုံးကြားနေရတယ်ကျွန်တော်ဒီနိုင်ငံမှာဆိုလို့ရှိရင် justice 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 တကဘာလုံးမှာ justice 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 lawyer နဲ့ judgment ရှိနေတာပဲဟာအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်ဒီအမှုကိုနှစ်ချေလာမြောက်အစီအစဉ်ချမှတ်လို့မရတာအများကြီးဒါပေမဲ့ဖျားကတော့တစ်ချက်တည်းနဲ့ချမှတ်နိုင်တယ် justification just found no guilty အာမင်ဖခင်ရှေ့မှာသခင်ခရစ်တော်အားဖြင့်ねဒီလူကစောစောကဂျုံကတော့သူကတတ်မှတ်ထားတယ်စောစောကထားလိုက်ပါတော့ဒီဧကရစ်မင်းအပိုင်ရဲ့တမီးနဲ့ပဲဖြစ်ဖြစ်တားနဲ့ပဲဖြစ်ဖြစ်ညောသူကရသွားတယ်ထောင်းတော့သူကမင်းမျိုးမင်းရယ်ထိုင်ရမယ့်နေရာမှာမထိုင်ရဘူးအဲ့လိုတတ်မှတ်ထားတယ်အဲဒါဂျုံဒါနဲ့စောစောကဂျုံဘွားနေပြီးမှ ပါမှန်ရင်အမွေခံဖြစ်တယ်ဆိုတဲ့ဒီနေ့သခင်ခရစ်တော်ရဲ့စကားဂလာတိမှာပြောတဲ့စကားကကြတော့သူ့ရဲ့ certificate ကိုမကြည့်တော့ဘူးသူ့ရဲ့ qualification ကိုလည်းမတတ်မှတ်တော့ဘဲနဲ့ဒီနေ့သခင်ခရစ်တော်ကိုကြည်လိုက်ခြင်းအားဖြင့်ねဒါကြောင့်မလို့ကျွန်တော်တို့အင်းဝင်လီပြောတာအင်းဝင်လီပြောတာမေနေဖခင်ကဆရာပြောအဲစောစောနေမှာ redemption ရွေးနှုတ်လိုက်ပြီးတဲ့အခါမှာဒီနေ့သူ့ရဲ့စိတ်ထဲကနေဝိညာဉ်တော်အားဖြင့်ねလူတွေကို အင်္ဂလိပ်ပြောတာကဘာကြောင့်ပြောတာလဲ justification just judge found no guilty မမအပြစ်မရှိတော့ဘူးအပြစ်မတွေ့ရတော့ဘုရားရှိခိုးဘလူကြောင့်မင်းမတွေ့ရတယ်လောကမှာတော့စောစောတော့လူဖြစ်နေလို့ခေါ်ကြတော့အမျိုးမျိုးအပြစ်ကတော့တွေ့နေမှာဒါပေမဲ့ဘာသာတရားဘလောက်ပဲကိုကိုကွတ်ကွတ်ဘလောက်ပဲကိုမကိုဘုရားဘလောက်ရှိခိုးကိုဘလို့ပဲနေနေနေဒီနေ့ဘုရားရှိခိုးမရောက်နိုင်ဘူး ။ဘာကြောင့်လဲဆိုတော့စောစောအဖြစ်ကကာထားတာ။ဒါပေမဲ့အဲ့ဒီအဖြစ်ကို judge လုပ်ပြီးမှတော့ဒီနေ့တခင်ခစ်တော်တပါပဲ။အာမင်။တောင်းဒီမှာကာပေးလိုက်တာလေ။ကာပေးလိုက် justification လေ။ဒီနေ့ကျွန်တော်အမှုချလို့မရတာဒီအများကြီးရှိရလေ။အာစစ်နေရစစ်နေရဆိုမဟုတ်ဘူး။ဖះရှိမှရောက်သွားလို့ရှိရင်တခင်ခစ်တော်သင်လက်ခံယုံကြည်ရဲ့။ judge found no guilty ။ဒီအဖြစ်ကိုဖះကမမြင်တော့ဘူးလေ။ဒီလိုပြောလိုက်လို့အပြစ်လောက်ရမယ် certificate ထုတ်ပေးတာမဟုတ်တော့ဘူး။ဖះသားမှန်သွားလို့ရှိရင်စောစောလို့တရားနှုမှမရှိတော့ဘူး။အဲ့ဒီအပြစ်ကနေပြီးမှလွတ်သွားတဲ့ခါမှာတဲ့အဲ့ဒီအပြစ်ကိုပြန်ဖို့မလုပ်တော့တာ။အာမင်။ပြည့်စုံသွားတာကကိုယ့်အားဖြင့်မဟုတ်ဘူးနဲ့ဖះရဲ့ perfection perfection ဖြစ်သွားတာ။ဆိုတော့ဒါကဆိုတော့ justification judge ဒီလောကကြီးမှာ judge နဲ့ judge 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 ကျွန်တော်တို့တွေ့နေရတာပဲ။ဒီနေ့ဆိုလို့ judge ချက်စီအများကြီးပေါ့။အဲနောက်တစ်ခု reconciliation ပြန်လည်ပြီးတော့ရန်ငင်းသွားတာ။အကျွမ်းတဝင်ပြန်ဖြစ်သွားတာ။အဲ့ဒါလဲကျွန်တော်တို့ တုံးတော့သတင်းစာတွေထဲမှာဒီလိုစလုံးတွေတုံးတော့မတွေ့အောင်ဖခင်ကတည်း bring together back who separated from god ဖခင်စီကနေဝေးကွာသွားတယ်သူ bring back amen bring back သူကနေပြန်ခေါ်လိုက်တာတကြောင်မလို့ကျွန်တော်တို့ slave ဖြစ်တယ်ဆိုတာကဒီနေ့နာမည်ဆိုးပါတယ်နာမည်ဆိုးပါတယ်ဒီနေ့တခင်ခစ်တော်ကိုယ်တိုင်ကက तू ကအစေခံကြုံတမန်တော်ရှင်ဘောလူကအစေခံကြုံဘာကြောင့်ဒီလိုကြုံခံခဲ့ရတာလဲဆိုလို့ရှိရင်ဘောကအောက်တက်အောက်တက်ကြည်တယ်အောက်တက်ကြည်တယ် เนาะဘာကြောင့်လဲဆိုတော့ဖျားမှန်တယ်ဆိုလို့ရှိရင်သူကအပြစ်ကိုကုခံကိုခံပေးတတ်တဲ့သဘောရှိုံရှိရပါလိမ့်ဟုတ်တယ်မလားဖျားဆိုတဲ့သဘောကသူကိုယ်တိုင်ဒီအပြစ်သားရဲ့ခံစားချက်ကိုသူခံဘူးတော့မှသူဒီဖျားဆိုတဲ့တေချင်းမြစ်စုမှန်တေချင်းကိုအောင်ပါဝိုးဒီတိုင်းရတော့ blue ပဲဖြစ်ဖြစ်ဒီနေ့ချမှတ်တဲ့လမ်းပဲကျွန်တော်တို့တွေ့ရမှာပေါ့ဒါကြောင့်မလို့ဒီနေ့ဖျားရဲ့ကြုံဒီနေ့ ျွန်တော်တို့အရောက်စီနေဖီးအကျွန်ဒါကြောင့်မလို့တမန်တော်ကြီးရှင်ဘောလူကတော့ကျွန်တော်စောစောဂလာတိကန်ကြီးငါအငယ်တိလို့ကျွန်တော်အတူလေးဖတ်ချင်ပါတယ်လို့ဒီကအချို့လေးပဲထို့ကြောင့်နဲ့ခရစ်တော်ဒီငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းအခွင့်၌တည်နေသဖြင့်ကြုံခံရထမ်းဖို့ကိုထမ်း၍ချီနှောင်ခြင်းကိုတဖန်မခံကြနဲ့အာမင်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းဖခင်ကကျွန်တော်တို့ကိုလွတ်ပေးလိုက်တယ်ဒီကြုံဘဝကနေလွတ်ပေးလိုက်တယ်นี่โลกอ่ะอีมาสมมุติฉีหนองจีนเนี่ยမျိုးမျိုးရှိနေတယ်ကျွန်တော်တို့ဟိုတုန်းကတော့ကြုံမှန်လို့ရှိရင်เนี่ย ထိတ်တုံးခတ်ထားတယ်တဲ့အဲ့လိုကြုံိုးနဲ့မှလေလံတင်ပြီးရောင်းလို့ရှိရင်တဲ့ကြိုးချီထားတယ်တဲ့ကြည့်ပြီး site တွေပါလေးကြည့်အသားရောင်းအဲပုံစံတွေပါကြည့်ပြီးလို့ရှိရင်ဈေးကောင်းကောင်းရတယ်ပေါ့နော်ဒီနေ့ဒီခေတ်ကြီးမှာကြတော့ကျွန်တော်တို့ဒီနေ့အဲ့ဒီတုန်းကတော့ကြိုးနဲ့ချီထားမှုဒီနေ့ဒီခေတ်ကြီးမှာကျွန်တော်တို့ဒီနေ့လောကကြီးမှာကျွန်တော်ဘယ်နေရာမဆိုးစီးပွားရေးနဲ့ခြေလေခံနေရတာအများကြီးရှိတယ်ချီးပွားရေးနဲ့ချုံနောက်ချင်းခံနေရတာအများကြီးရှိတယ်နော်ကျွန်တော်တို့ဒီနေ့အဲစစ်ရေးနဲ့ချုံနောက်ချင်းခံရတာဒီအများကြီးရှိတယ်အဲ လူမျိုးရေးနဲ့လည်းအများကြီးရှိတယ်ဒီအရာကနေလွမြောက်ဖို့တဲ့တဖန်ပြန်ပြီးတော့ကြုံခံရန်ထမ်းဖို့မခံကြနေတပတ်ဆိုကျွန်တော်ကကြုံဘွားကနေလွမြောက်ပြီးတော့ဖျားသားမိအဖအဖဆိုတဲ့ခေါ်ခွင့်ရသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့အသက်တာကဒီနေ့ဖျားရဲ့ကြုံကျွန်တော်တို့ကြုံဖြစ်တယ်ဘာကြောင့်လဲအတိတ်ဘယ်က relation with god ဖျားနဲ့ကျွန်တော်တို့အဆက်အသွယ်ဆက်ဆံခြင်းဆက်အဆက်အသွယ်ရှိနေတာဖြစ်ပါတယ် ဒါကြောင့်မလို့ကျွန်တော်တို့ဒီအဒီစောစောကဒီဒီထဲမှာအ내အထိပ်ပဲလေး၃ခုအားဖြင့်နေကျွန်တော်တို့ဂျုံဘွားကနေလွတ်မြောက်ရတယ်။ဘာကြောင့်မလို့ဂျုံဖြစ်လို့ပေါ့ဂျုံဘွားကလွတ်မြောက် free ဖြစ်ရတာ။ပြီးတော့ရှိရင်ကျွန်တော်တို့ဂျုံအပြစ်သားပဲလေအပြစ်သားကနေပြီးမှအပြစ်ကနေပြီးမှရှာမတွေ့တော့ဘူးတဲ့။မင်းအပြစ်မရှိတော့ဘူးတဲ့။ဘာကြောင့်လို့လဲဂျုံဆိုတာကအပြစ်ရှိတဲ့လူဒီနေ့ရောင်းစားခံရတယ်ဒီလိုနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ ကျုံဆိုမှတော့ကျွန်တော်တို့လောကကြီးမှာတော့လူမျိုးအနေနဲ့အမြင့်ခွဲခြားသေးတာပဲကျုံဆိုမှစောစောပြောသလိုထိုင်ရတဲ့နေရာမထိုင်နေရတဲ့ရှိတယ်ကျွန်တော်တို့အဲ့ဒီလိုကွဲပြားသွားတဲ့လူအရင်တော့တမောင်းကာလမှာကျုံဖြစ်တဲ့သောညာနေနေဖရာအဖြစ်နဲ့ဒီနေ့ဖရာရဲ့သားတမီးဆိုပြီးတော့မွေခံရတဲ့အဆင့်ကိုပြန်ရတယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့ basic ပေါ့နော်အကျုံကားဖြစ်နေမှဖရာစီကိုရောက်ရတယ်ဆိုတာလေးကိုကျွန်တော်တို့ဒီနေ့ပြန်လည်ပြီးတော့ခံယူခြင်းဖြစ်ပါတယ်ရောက်စင်တော့ကိုဖရာရှင်ကောင်းကြီးပေးပါစေဟ